အဝေလာဆိုရင်အဲ့လိုမျိုးဟိုတေယုဆောင်တဲတွဲပြီးတေယုဆောင်နဲ့ကိုကြီးတွေကအကိုတွေကပေါ့နော်အဲ့လိုအရန်စားကြတာအရန်စားကြတယ်ဟိုအဲ့စားလိုက်လို့ရှင်ဟိုလာစီယာကြီးထွက်တဲ့အတန်တွေသူကပြန်ရှိတာပေါ့တော့အဲ့အဲ့ဒီတော့ဆိုရင်ဝေလာကိုကိုကြီးရှင်မွေလာစားတာဗာလဲဆိုင်ကယ်ဟိုအတန်လေးอืมအဲ့အဲ့လိုမျိုးလုပ်တဲ့အတန်ကြီးပေါ့အခုတော့အဲ့လိုမလုပ်တော့ပါဘူးလို့ငငယ်တော့တော့ကလေးဆန်ပြီးတော့အဲ့လိုအတန်ပေါင်းဆုံးอืมအဲ့ဘာညာလုပ်တာပေါ့အခုကြီးလာတော့မလုပ်တော့ပါဘူးဟုတ် SS ရဲ့ပွဲလေးပေါ့နော်အဟူလာနုညာဆလုပ်တုံးကလည်း new page ပေါ့နော်ဒီဆမနတ်သစ်ဆိုတဲ့ဇလန်နွဲကိုကနေပလတ်နဲ့အတူတူရိုက်ကူးခဲ့မှုပါတယ်ဆိုတော့အဟူလာရဲ့နုညာခြေလန်းအစဖြစ်တဲ့ကနေပလတ်နဲ့အဟူလာမိသားစုတွေလိုပါပဲအဲ့တော့ဒီနေ့ပွဲလေးမှာလာရောက်ပြီးတော့ပေါင်းအဖြစ်ပေးတာပါရှင်ဟုတ်ဘောလုံးပွဲကတော့ဟိုလာတို့အိမ်မှာဆိုရင်ဟိုလာတို့အကိုတွေကတော့ကြည်ပါတယ်ရှင်အကိုနှစ်ယောက်ရှိတာအကိုတွေကကြည်တယ်ဟိုလာတို့မင်္ဂလီဆိုတော့ အရင်တော့မကြည့်ဖြစ်ဘူးပေါ့နော်ဒါမှလည်း Canon Plus ကတရားဝင်လွတ်တော့မယ်ဆိုတော့အပေးရမှာပေါ့ဟုတ်ဒီပါရဲ့သူတွေတော့ Chelsea တို့ Man U တို့ပါတော့ပေါ့ဟုတ်အရင်ကိုတွေတော့ Man U အပေးရောငငယ်တော့တော့အဲ့လို Man U တွေပါလေလိုက်ရောင်လိုက်တော့ရောင်မှုပါတယ်ဟုတ်အကြီးလာတော့လည်း Man U ပါပဲဟုတ်ကြိုက်ကြိုက်တဲ့အတင်းမှာဟုတ်အဲ့လိုမျိုးဟုတ်အဲ့လိုစိတ်မနာအစွဲတော့နည်းနည်းကြီးတယ်အဲ့လိုအင်္ဂါကိုရီးယားကြိုက်တာဆိုတော့ အဲ့လိုလားလည်းငငယ်လေးတည်းအိမ်ကကိုရီးယားကြည်တယ်ကြိုက်တယ်ဆိုတော့ကြည်ရဲ့ဒီအာဒီမန်ယူနဲ့တော့ဘယ်လိုပြောမလဲကြိုက်တယ်ပေါ့အဲ့လိုတော့ဖြစ်တာပေါ့ဟုတ်မြန်မာအသင်းတွေကအားပေးပါရဲ့ရှင်မြန်မာအသင်းကတော့ဗမာပဲပြိုင်ပြိုင်ကိုမြန်မာအသင်းကတော့ချာပဲအသင်းနဲ့ပြိုင်ပြိုင်ပေါ့ကိုမြန်မာအသင်းကိုအားပေးပါရဲ့ဟုတ်အဲ့လေကကြတော့ဟိုအမှတ်တရလေးပေါ့နော်အဲဝီလာအမြဲတမ်း ိုတနှစ်တနှစ်ကိုကိုကိုအများအားဖြင့်ပြန်ဆန်းစစ်ဖြစ်တယ်ကိုကိုအများအားဖြင့်ကြီးဖြစ်တယ်ပေါ့နော်အဲ့လို့ဆိုအမတရားလေးနေနဲ့တင်လိုက်တာပါဟိုဘယ်ဇကားလေးကနေဘလောက်ဆပြီးတော့တည်တာလဲပေါ့နော်အဲ့လိုမေးလိုက်တော့ပြိတ္တရနှင်းစီဆိုပြီးတော့အဲပြောကြတယ်ဆိုဘလောက်စဉ်းစားကြအောင်နှင်းစီကားဘလောက်တော်တော်လေးအာတည်ွားစေတာပဲပေါ့နော်အရင်ကတော့နုမညာလေးလုံးနေပေမဲ့ဒီလိုမျိုး free to air line ပေါ့နော် MRT4 ကနေပြတဲ့စကားကြတိုင်းပြည်လုံးအနေနဲ့ပေါ့နော်ပြိတ္တတွေအဲ့လိုတည်ွားပေါ့ဆိုတော့ ကျေးဇူးများကြီးတင်ပါတယ်အခုဗီဒီယိုကြည့်နေပရိသတ်တွေလည်းဝလာကိုအဲဘယ်ဇလန်တွေကနေစပြီးတည်ရလဲဇလန်တွေလားတချင်းတွေလားရွှေရှင်ကြီးကတည်ရလားကိုမလေးကအပန်းမကြီးဆုံးမှန်သွားပြပါအောင်လို့ဟုတ် အဲ့ဒီကားလေးอ่ะပေါ့เนาะအခု line mode မှာတစ်ချက်ပြန်တက်နေရပေါ့เนาะဒီနှင်းစီကားပေါ့အဲ့ကားလေးပြန်တက်နေရောအဲ့တော့ကြီးလိုက်တော့လာအဲ့တော့ចောင်းသူလောရတာဟိုအဲ့ချိန်မှာအသက်က20လောက်ဖြစ်နေပြီဟိုလာအသက်ကအဲ16နှစ်လောက်ကိုပြန်သွားပြီးရိုက်ထားဆိုတော့လေကြီးကြီးတော့အမူအရာတွေကတော့အရန်ကလေးဆန်တာပေါ့เนาะကလေးဆန်တဲ့အမူအရာဆိုတော့လူကောင်ကြီးပြင်မဲ့ဟိုចောင်းသူဇက်ရုပ်ကိုအဲ့တော့ရိုက်ခဲ့ရတာပေါ့ အဲ့တော့ဟိုចောင်းသူကជីနေတယ်ဝေဖန်နာလေးရှိပေမဲ့အဓိကတော့ကိုကြီးရှင်မွေလာနဲ့ဟိုပြိတ္တတရားတိသွားနောက်ပြီးဇက်ကောင်လေးကဇော်နေမော်ဆိုတော့ခေါ်ရတာလဲလွယ်တယ်လို့ အမွာ character လေးဆိုတော့ထူးထူးကြားလေးပေါ့နော်။ဘာဖြစ်အဲဟိုလာကိုရှင်မလာလေကျေးဇူးတင်ပါတယ်။အဲအဲကရိုက်ကကိုရအဲဟိုလာပေါ်မှာအဲကိုညီမလေးတယောက်လိုမျိုးတကယ်ဆက်ဆံနေတော့နှစ်ယောက်လုံးကမောင်နှမဇယုတ်ရိုက်ရတာအရင်အဆင်ပြေနေတယ်။အဲကားလေးရိုက်ပြီးတော့လေအလုပ်အရင်အတူတူလုပ်ရတယ်။ဟိုလာဆိုရင်မင်းသားမေးစရာမလိုဘူး။သူလည်းမေးလိုက်ကိုရှင်မွေလာပဲ။အဲအဲ့လိုအရင်အလုပ်လုပ်ခဲ့ရတယ်ဆိုတော့လေအခုပြန် ပြန်ပြီးကြည့်ကြည့်တော့ရာတော့အမှတ်တရတွေပါပဲလို့ဟိုကတော့နှစ်ယောက်တယောက်တနေရာစီမှာကိုစီကိုစီပေါ့နော်အကိုကြီးလည်းအဲ့တော့သူစူးစမ်းပြီးတော့လုံနေပြီးလာလဲကိုကကိုကိုရဲ့စူးစမ်းပြီးလုံနေတာဆိုတော့ငငယ်တော့လို့နုနုပြုံမှုလေးတော့မတွေ့တော့ဘူးပေါ့နော်နည်းနည်းလေးတော့အွယ်လေးချီးွားကြတာပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒီတော့ဆိုရင်ဝီလာကိုကိုကြီးရှင်မွေလာစတာပါလဲဆိုင်ကယ်ဟိုအတန်လေးอืม အဲ့လိုမျိုးလုပ်တဲ့အတန်ကြီးပေါ့အခုတော့အဲ့လိုမလုပ်တော့ပါဘူးလို့ငငယ်တော့တော့ကလေးဆန်ပြီးတော့အဲ့လိုအတန်ပေါင်းဆုံးအင်းအန်ဘာညာလုပ်တာပေါ့အခုကြီးလာတော့မလုပ်တော့ပါဘူးအဝေလာဆိုရင်အဲ့လိုမျိုးဟိုတေယုဆောင်တဲတွဲပြီးတေယုဆောင်နဲ့ကိုကြီးတွေကအကိုတွေကပေါ့နော်အဲ့လိုအရန်ဆာကြတာအရန်ဆာကြတယ်ဟိုအေးဆာလိုက်လို့ရှင်ဟိုလာစီယာကြီးထွက်တဲ့အတန်တွေသူကပြန်ရှိတာပေါ့တော့ဟိုလာမလုံးနဲ့ကိုကြီးနော်ဘာညာအဲ့လိုမျိုးပေါ့နော် အဲ့လိုပြန်ဆောက်တဲ့တန်တွေတို့ရရှိတာဆိုအစားဆုံးတော့ကိုကြီးရှင်မွေလာပါပဲဟုတ်အာလက်ရှိကကြတော့ဝေလာရဲရစာဆိုရဲဒီမြို့ရှင်ကာကြီးကိုပေါ့နော်ပင်တရမှာရိုက်ခဲ့ပါတယ်ပြီးတော့ပင်တရကနေကလောတို့ဘာလို့ရှောက်လဲပါတယ်ပြီးတော့ခုရိုက်ပြီးလို့ရန်ကုန်ကိုပြန်ရောက်တာမနေ့ကပြန်ရောက်တာဒီနေ့ကနေ plus ပွဲလေးကိုတက်တာပေါ့နော်ပြီးတော့ဝလာကအခုအဲဒီရုပ်ရှင်ကားတကရိုက်ဖို့ရှိတယ်ခုနလပိုင်းနဲ့မှာပြီးရင် မဟာနဲ့ series တခုထပ်ပြီးတော့ဝင်มาဦးမယ်ရှေ့မှာလည်းအညိုးဇလန်တွေရိုက်ပြီးသွားပြီပေါ့ဒါဒုတိယမြောက်တကားထပ်ရိုက်ဖို့ရှိပါတယ်ဆိုတော့ဇလန်တွေဒီနှစ်ထဲမှာနှစ်ကားတော့နှစ် series တော့ဖြစ်သွားပါတယ်ဟုတ်အဲဒါမဲ့လည်းရိုက်มาပါအချင်းလေးတွေကတော့ဟိုလောက်အပီရဲ့သူရှိတယ်လို့ အမ်တချင်းမစုံနဲ့မင်းသမီးပဲလုံးဆိုပြီးတော့မှဝီလာတချင်းဆိုတာလုံးဝမကြိုက်တဲ့ပြိသက်လည်းတည်တန်းရှိပါတယ်ဒါပေမဲ့ဟိုဝီလာကတော့ဇလန်းနဲ့လာတဲ့ချိန် on air တက်တဲ့ချိန်ပြီးရင်ပြိသက်နဲ့ဝေးဝါးတလို့ခံစားရတယ်အဲ့တော့တချင်းလေးနဲ့ပြိသက်ကိုပြန်ပြီးတော့ပြိသက်နဲ့နီးဆက်အောင်လုပ်တဲ့သဘောပေါ့နော်ထပ်ပြီးတော့ထုတ်ဖို့ရှိပါတယ်ပြိသက်တွေပြောတဲ့အကြံဉာဏ် ောင်းတာလေးလဲဟိုလာနားထောင်ပါတယ်သူကအဟောင်းပြန်မဆူစီခြင်းပေါ့နော်အတလေးလှုပ်စီခြင်းနဲ့ဆိုတော့အုံကျွန်းကိုပိုင်အုံကျွန်းအဲ့လိုမျိုးအတကလေးလဲလှုပ်ဖို့ရှိပါတယ်ဟုတ်ပြည်သူအများကြီးတမာတယ်တချို့လဲဇော်နေမော်ပေါ့နော်တချို့ကကြတော့လဲရေနတာခင်ခင်အမ်ပြင်တချို့ကကြတော့လဲဒီကျင်ဖော်မမန်းမီပေါ့နော်ဟိုလာကိုဖတ်မိတယ်ဆိုလာရမ်းပျော်တယ်ဟိုလာ တိတယ်မမိတယ်ဆိုလာရမ်းစိတ်ထဲမှာပျော်တယ်ပေါ့နော်ဆိုတော့ပရိသတ်ကိုကျေးဇူးအများကြီးတင်ပါတယ်အများကြီးလဲဟိုဒီထက်ပို့ပြီးတော့အပိယဂျိုနတ်အောင်အဲစူးစမ်းပါအောင်မယ်ဝိတ်တိလဲချနေပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်တတဟုတ်ဟုတ်ဟုတ်